မန္တလေးစေတက္ကသိုလ်ပမောကအဖြစ်တာဝန်ထမ်းဆောင်ရင်းစီနီယံဖြူလုပ်ခဲ့တဲ့ဒေါက်တာကင်မောင်လင်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကျမရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ်ခန့်အပ်လိုက်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားဖြူကော်မတီ CRPH ကမေလ16ရက်နေ့ညပိုင်းမှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ CRPH အနေနဲ့2020ခုနှစ်ပါတီဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာကီတိုလူလူအဒီမိုကရေစီနှိကြအနှင်းလိုက်တဲ့အနာကိုကျင့်သုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ညင်အရခန့်အပ်လိုက်တာဖြစ်တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ပမောကဒေါက်တာကင်မောင်လွင်ဟာ1989ခုနှစ်မှာရန်ကုန်စေတက္ကသိုလ်တက်ကနေဒေါက်တာဘွဲ့ကိုရရှိခဲ့တာဖြစ်ပြီးရန်ကုန်ပြည်သူ့စေယုံကြီးအုံနောက်နဲ့အာယုံကျော်ခွဲစိတ်အထူးကူဌာနမှာလက်ထောက်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဲဒီနောက်မန္တလေးအထွေထွေယောဂါကူစေယုံကြီးမှာအုံနောက်နဲ့အာယုံကျော်ခွဲစိတ်အထူးကူဆရာဝန်ကြီး ဒွိုင်းဖက်ပမ္မောကအပြည့်တာဝန်ယူခဲ့ပြီး2015ခုနှစ်မှာမန္တလေးစေတက္ကသိုလ်ပမ္မောကချုပ်ယာရုနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ဒေါက်တာကမောင်လင်ဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖေဖော်ဝါရီလ10ရက်နေ့မှာမန္တလေးစေတက္ကသိုလ်ကိုစီဒီအမ်တက္ကသိုလ်အပြည့်ကျင်းညာခဲ့ပြီးစေတက္ကသိုလ်ကဆရာဝန်နဲ့ဝန်ထမ်းတွေကိုဦးဆောင်မှာ CDM လှုပ်ရှားမှုတွေမှာပါဝင်ဖို့စီအောင်လှုပ်ဆောင်ခဲ့တယ်လို့ကိုရိုင်းနဲ့ပါဝင်ခဲ့ပါတယ်။ဖေဖော်ဝါရီလ17ရက်နေ့ကမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပါမောက်ခရဲ့နေအိမ်ခြံဝင်းအတွင်းကိုဝင်ရောက်ဖမ်းဆီးဖို့ကြိုးစားတဲ့အချိန်မှာစတင်ပြီးဒေါက်တာခင်မောင်ရဲဟာလွမြောက်နေမျိုးကိုထွက်ပြေးတင်းရှောင်နေတာဖြစ်ပါတယ်။စစ်ကောင်စီကဒေါက်တာခင်မောင်ရဲကို ရာဇသက်ကြီးဥပဒေပုံမှန်905ကာကြီးနဲ့အမှုဖွင့်လှစ်ရေးယူကြောင်း2022ခုနှစ်ဖေဖော်ဝါရီ28ရက်နေ့မှာကြေညာခဲ့ပါတယ်။ယခုအချိန်မှာဒေါက်တာခင်မောင်ရဲဟာအမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံမေးကုတ်ကိုဖြစ်ဆောင်ရွက်နေရတာကနေဒုဝင်ကြီးအဖြစ်ကတ်ဟတ်တာဝန်ပေးခံရတာလည်းဖြစ်ပါတယ်။